အားလုံးပဲမင်္ဂလာပါခင်ဗျာဆရာအကသောရဲ့အကသော official youtube channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ channel လေးကနေဒီကနေ့မှာတင်ဆက်ပေးဖို့ရေးချက်ထားတဲ့ဇာတ်လမ်းကောင်းလေးကတော့ဆရာအကသောကိုယ်တိုင်ရေးသားထားတဲ့စုံဒီဥပဒါနဲ့သူရောင်ကြီးဆိုတဲ့အတွဲခွနစ်စာသင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါရယ်ခင်ဗျာဒီဇာတ်လမ်းလေးကိုတော့ကျွန်တော်လင်္ကာကျောင်းမှတင်ဆက်ပေးသွားမှာဖြစ်ပြီးတော့ဇာတ်လမ်းလေးကိုမတင်ဆက်ပေးခင်မှာလဲကျွန်တော်တို့ရဲ့ channel လေးကိုလည်း like and subscribe ပြုလုပ်ပေးထားကြဖို့အတွက်တောင်းဆိုလိုက်ပါသေးခင်ဗျာ ခံစားနာဆင်အားပေးကြပါဦးနော်အဲ့ဒီနေ့ညနေလောက်ရောက်မှတနက်ကင်ထားတဲ့လူတယောက်ကရောက်လာတယ်တကြီးချန်ကြီးကဖြတ်လျှောက်တဲ့အခါမှာတကြီးကလှန့်ခေါ်လိုက်တယ်အော်အိုက်မောင်ကြီးမင်းပြန်လာပြီလားဒီလူကတူမီတနက်အရှိကြီးတလက်ကိုပခုံးမှထမ်းထားတယ်ခြံထဲကိုဝင်လာပြီးတော့ကျုပ်တို့စူးစူးရဲစိုက်ကြည့်တယ်ဗျသူ့မျက်လုံးတွေကလည်းနီးရဲနေတာပါပဲဗျာအိုက်မောင်မင်းကငါတို့ကမျောနေတာကွာမနေ့ကညကလေးစားတဲ့ဝဝကြီးပြန်ပေါ်လာ ။တကြီးကလည်းအိုက်မောင်မင်းညာအဖြစ်ပြက်တွေကိုပြောပြတယ်။တကြီးကသာအတက်တယ်ပြောပေမဲ့အိုက်မောင်ကတော့အေးဒီအဆက်ပဲဗျ။ဟိုဒါပဲလား။ကျုပ်သွားတော့မယ်။တကြီးကလည်းအိုက်မောင်လက်ကိုဆွဲလိုက်ပြီးတော့အမေဘလို့ဖြစ်နေတာလဲအိုင်မောင်ရဲ့အရင်ကရေရွရွအေးဆိုရင်မင်းအတက်ကြွဆုံးပါကွာအခုဘလို့ဖြစ်နေတာလဲပြီးတော့မင်းမျက်လုံးတွေကလည်းနီးရဲလို့ပါလားကွာဩတောလေထွက်တယ်ဆိုတော့အိတ်ဖို့သွားတာမှမဟုတ်ပဲဗျသူပြောတာလည်းဟုတ်တယ်ဗျအေးပြင်းမျက်စိတွေကနီးပြီးတော့ကြောင်နေတယ်လေဗျအ ။တကြီးပြောတော့ပြန်မတော့မြန်တော့အေးအေးပြက်ပြီးတော့ကြောင်စီစီဖြစ်နေလို့နေမှာဗျ။ဒီခါမှာဥမောင်လင်းကလည်းအဲ့မောင်နှောင်းကိုတိုးကပ်လာပြီးတော့ဟိုဟိုလေမောင်ရင်ကငကားကုရင်လို့ခေါ်တဲ့လှန်ကူကြီးကိုရောက်ဖူးတယ်ဆို။အဲ့မောင်ကလည်းဥမောင်လင်းကိုကြည့်ပြီးတော့ခေါင်းညိတ်ပြလိုက်တယ်။ဟိုဒီလိုပါငါတူကြီးရဲ့ဥလီတို့ကအစိုးရဝန်ထမ်းတွေပါ။ဒက်သက်ထုတွေကိုရှာဖွေလေးလာနေတဲ့လူတွေဆိုတော့အဲ့ဒီလှန်ကူကြီးစီကိုတွားပြီးတော့လေးလာခြင်းတယ်ကွ။အဲ့ဒါမောင်ရင်ဥလီတို့ကိုလမ်းပြပေးလို့ရမလား။ အဲ့မှာခေါင်းပဲညှိပြတယ်အဒီလူပုံစံကစကားနေတဲ့ပုံစံဖြစ်မယ်ဗျညနေသွားမယ်ခမရတို့အဲ့မယ်ထားဘယ်လူကြီးကလည်းအဲ့မှာရဲ့လက်ကို ဆွဲလိုက်ပြီးတော့ဟိုငါတို့မှာခလေးစားတဲ့ဝဝင်အနေရှိသေးတယ်အဲ့မှာရဲ့ဟောအဲ့ဒီဝဝင်ကိုကြောက်မှမဖမ်းနိုင်တာဗျကြောက်နေပါဆိုင်လို့အဲ့မှာလည်းမမထန်ထန်ပြောပြီးတော့တကြီးလက်ကိုပုတ်ချပြီးတော့ထွက်သွားတယ်တကြီးကလည်းခေါင်းကုပ်ပြီးတော့အဲ့မှာရဲ့နောက်ကျောကိုကြည့်နေလေတော့ ဒီကောင်ဘလို့ဖြစ်တာလဲမသိဘူးဗျာအရင်ကဒီလိုမဟုတ်ပါဘူးဩ तू ကအေးမောလို့ညီးစီစီဖြစ်နေတာနေမှာပါဦးမောင်လေးကလည်းမှတ်ချက်ထားလိုက်တော့တယ်ဟိုအဲ့မောင်ဘလို့လူသားမျိုးလဲတကြီးရဲ့ဩ तू ကတို့ရောင်မှာစားအတက်ဆုံးလူပဲကွအဲမျိုးချောင်းတက်ခဲ့ဘူးတော့ဆိုတော့နှက်နှက်ဆက်ဆက်လဲရှိတယ်တယောက်ထဲနေပြီးတော့အမြဲတမ်းတကူကူလေးလာစူးစမ်းနေတတ်တဲ့လူတယောက်ပေါ့ရွာဆောင်မှာအိမ်လေးနဲ့တယောက်ထဲနေတယ်ရွာမှာတောက်နေတဲ့အရက်ဖြူဆိုတာလဲအဲ့မောင်ချက်ထားတဲ့အရက်ပဲ ဟိုသူ့မှာမိဘတွေကမရှိကြတော့ဘူး။ဟိုသေသွားကြပြီကွာ။တောင်ရဆိုင်ကင်းထဲမှာသူမရတက်လို့သေသွားတာ။အော်အဖြစ်ကဆိုးလိုက်တာဗျာ။ဟိုဘလူတက်သွားတာလေဆိုတော့မသိလိုက်ကြဘူးလား။တောင်ရဆိုင်ကင်းဆိုတာရွာနဲ့အတော်လှမ်းနေငါတို့ရဲ့။အဲ့ဒီမှာသူတို့လေမြားတဲလေးထိုးပြီးတော့နေရတာပေါ့။ကံကောင်းကျင်တော့အဲ့မောင်ကမြိုင်သားမှာကြောင်းသွားတက်နေတဲ့အချိန်ပေါ့။ဘယ်သူပဲဝါတက်သွားမယ်တော့မသိပါဘူးကွာရွာသူတို့မိဘတွေက၃ရက်တစ်ခါလောက်ပဲပြန်လာကြတယ်လေ အပြမလာတဲ့တပတ်လောက်ရှိတဲ့အချိန်မှာဘာများဖြစ်တယ်လဲဆိုပြီးတော့လိုက်သွားမှမြောက်စလုံးကသူများတက်လို့တည်နေကြတာပါပဲအဲ့ဒီကလေးကအဲ့မောင်ကလည်းကြောင်းထွက်ပြီးတော့ရွာကိုပြန်လာတာကွအဲသူ့မိဘကိုဘလူတွေတက်သွားတယ်ဆိုတော့သူနီးသူဟန်နဲ့စုံစမ်းတာပေါ့ဟိုဘသူလဲဆိုတော့တကြီးရိမ့်မိတာမျိုးရှိလားတို့ရွာကတော့မဖြစ်နိုင်ဘူးကွာအရွာလူတွေကဆွေမျိုးနီးစက်တွေကြီးပဲဘာဖြစ်လို့ဒီလိုရဲဆက်ဆက်တက်မှလဲကွာဟိုဒါဆိုဓမြတွေတော်ဘုံတွေကလူတက်ပြီးတော့ပစ္စည်းလူသွားတာဖြစ်မှာ အဲ့ဒီလိုပြောအောင်လေသူတို့တဲတဲ့ကအတချောင်းတော်မှမပြောက်တော့ဘူးကွာဥပဒါလေမုတ်စင်မွေကျုပ်တို့ကျဲတဲ့ကိုလက်နဲ့ပုတ်လိုက်ပြီးတော့ဟိုဒါဆိုရင်သူ့မိဘတွေနဲ့ရန်ရိုးချီတဲ့လူတယောက်ကလာသက်သွားတာဖြစ်မယ်ကွာအဒီနေမှာတော့တော်တယ်ဆိုတော့တရားဥပဒေစုံမမှုမှမရှိလာပဲလေဟိုအဲ့မှာဘာတွေလုပ်ကန်စားတော့လဲဗျအေးတော်တယ်ဝင်နေအမဲလိုက်တယ်တိ့ဥတိ့ဖူတူးတယ်အဲဆေးပင်တွေဘာတွေလိုက်ရှာနေကွာတလားတစ်ခါလောက်မြင်သာဦးဆင်းပြီးတော့သူရထားတဲ့ဆေးပင်တွေ တွန်းကောင်တွေရဲ့ခွာတို့ဂျိုတို့ကိုရောင်းတယ်အဲတခါဆင်းရင်လည်း3-4ရက်လောက်တော့ကြာတယ်တကြီးကလည်းပြောဆိုပြီးတော့အိမ်မော်ကိုတက်သွားတော့ဂျိုတို့ကလည်းလူသူကွဲသွားတယ်ပေါ့ဗျာဥပဒါကလည်းဂျုံသားကိုကတ်လာပြီးတော့ဟိုအလက်ကောင်ကြီးအိမ်မော်ကိုကြည့်ရတော့တိတ်မယိုးဘူးကွာအာဥပဒါလည်းဗျာတွေးသမျှလူမယိုးဘူးကြီးပဲလုံးနေဂျိုပြောလိုက်တော့ဥပဒါကလည်းဆက်မပြောတော့ဘဲနဲ့လှည့်ထွက်သွားတယ်နေလေကိုရောက်တော့အကိုကြီးကလည်းအိမ်မော်တို့အိမ်ကိုသွားဖို့ခေါ်နေတယ် ဟိုဘာလို့လဲဆိုတော့သူတို့တောင်းနေတဲ့အရက်တည်းကကုန်ပြီလေဗျ။အဲ့မောင်ကအရက်ချက်တယ်ဆိုတော့တွားကြည့်မလို့ထင်ပေါ့။ကျုပ်ကလည်းဘူးသူရရောက်အောင်ဆိုပြီးတော့အဲ့မောင်စီကိုလိုက်လာခဲ့တယ်။ရွာစုံမှာခြေတန်းရှိအင်္ဂလိပ်တလုံးရှိတယ်ဗျ။အင်္ဂလိပ်ကလည်းတက်တက်ရဲ့တောင်းတောင်းတင်းတင်းလေးပါပဲ။အကိုကြီးနဲ့ရွာသားတယောက်ကလည်းအိမ်ရောက်ကိုဝင်သွားတယ်။ကျုပ်ကတော့အိမ်မော်ကိုတက်လာခဲ့လိုက်တယ်။အင်္ဂလိပ်ကတိတ်ဆိတ်နေတာပါပဲဗျ။ကျုပ်စိတ်တင်အဲ့မောင်ကအိတ်နေတာဖြစ်မယ်ဗျ။သူတို့တော့မှဆိုတော့ ਨੇ အတန်လုံလုံနဲ့အိမ်ပေါ်ကိုတက်ကြည့်တော့အိမ်ပေါ်မှာလူမရှိဘူး။ အေးအာ15ပေပက်လေတော့ပဲရှိတယ်။ဗနင်းပေါက်တွေပါတယ်မရှိသလိုအခန်းဖွဲထားတာတွေကလည်းမရှိဘဲနဲ့ဟောတိုက်ကြီးဖြစ်နေတယ်။အိမ်ထဲမှာလည်းတမင်ကြိုတွေဘာယိုးမှမသိတဲ့အယိုးဖြူဖြူတွေအသားကောင်တွေရဲ့ခွာတွေကပြည့်နှံ့နေတယ်။အိမ်ထဲမှာတော့ဘာပင်မှမသိတဲ့အပင်ကြောက်တွေနွယ်ပင်တွေတင်းမြေချောက်တွေကိုချိတ်ဆွဲထားတယ်။အင်္ဂလိပ်ကဗနင်းပေါက်မရှိတော့မှောင်လိုက်တာလေပြောမနေပါနဲ့ဗျာ။အထင်အရှားအနေဖြတ်ထိုးနေတဲ့နေပြောက်ကလေးတွေကြောင့်ပဲနည်းနည်းလင်းနေတယ်။အိမ်တော့တနေရာမှာတော့ထမင်းစားတဲ့သပွဲဝိုင်းလိုသပွဲသေးသေးလေးတစ်ခုဟာရှိတယ်။ အဲ့ဒီမှာလဲဘာတွေတင်ထားတယ်လဲဆိုတော့လူရိုးကောင်းနေဖျောင်းနိုင်နေနဲ့ဘာမှမသိတဲ့အုံကလေးတွေကိုတင်ထားတယ်။ကျုပ်ကလည်းအံ့ဩပြီးတော့အဲ့ဒီနေရာကိုသွားထိုင်ကြည့်လိုက်မိတယ်။ဖျောင်းနိုင်နေရောသုံးနေကြဖျောင်းနိုင်နေမဟုတ်ဘဲနဲ့ပြားဖျောင်းလို့ဖျောင်းနေနဲ့လှုပ်ထားတဲ့ဖျောင်းနိုင်ကြီးတွေဗျ။အဲလူရိုးကောင်းပေါ်မှာတော့ဖျောင်းနိုင်တင်ထုံးထားပုံရတယ်။အကြည့်နေတော့မှပဲလက်အေးတစ်ခုကကျုပ်ပခုံးပေါ်ကိုကျလာတယ်။ကျုပ်ကလည်းလက်မီတော့အာကနေထအောင်လိုက်မိတယ်။ဟဲ့ကြည့်လိုက်တော့အိုက်မောင်ဖြစ်နေတယ်ဗျ။အိုက်မောင်ရဲ့မျက်လုံးနီနီကြီးကအမောင်ထဲမှာလင်းလန့်နေသလိုပဲဗျ။ ဟေ့ကောင်မိဘလောက်တာအော်ဟိုဘာမှမလုပ်ပါဘူးဗျဟိုမမြင်ဘူးလို့ကြည်နေရောပါသူများအိမ်တို့စုတ်ကလေးစုတ်နေဝင်ဖို့မင်းအဖေမေကသိမေးထားလားကွာကျုပ်အော်တယ်ဝင်ကြလို့အကိုကြီးနဲ့ရွာသားကလည်းအိမ်မော်ကိုတက်လာတယ်အကိုကြီးကလည်းအနားကိုတိုးကလာပြီးတော့ဟိုတောင်းတောင်းမယ်ပါတယ်ဗျာဟိုကျုပ်တို့ကလေအရက်လာဝဲတာပါဟိုခမရအိမ်နေတယ်ထင်လို့မနှိုးတော့တာအိမ်မော်ကလည်းကျုပ်လည်းဘေးကိုဖမ်းချုပ်ထားတဲ့လက်ကိုလှုပ်လိုက်တယ်ဗျယူစရာရှိတာယူပြီးတော့သွားကြတော့ နောက်တစ်ခါငါ့အိမ်ပေါ်မတက်နဲ့ရွာသားကလည်းအိမ်မောင်ရှမ်းစကားနဲ့လှမ်းပြောတယ်ဗျအိမ်မောင်ကလည်းရွာသားကိုရန်တွေ့နေတယ်လို့ပြန်ပြောတယ်ရွာသားကပတ်စံပေးလိုက်တော့အိမ်မောင်ကလှမ်းယူတယ်အကိုကြီးကလည်းကျုပ်ကိုမျက်ရည်ပြလိုက်တာနဲ့ကျုပ်ကလည်းအိမ်ထဲကနေပြန်ဆင်းလာခဲ့တယ်ဒီလိုနဲ့အိမ်ုံပြန်ရောက်လာပြီးဥပဒါနဲ့တွေ့တော့ဟိုဥပဒါကြီးဥပဒါပြောတာမှန်တယ်ထင်တယ်ဗျဥပဒါကလည်းဘာလဲဟာဆိုတဲ့မျက်နှာဘေးနဲ့ကျုပ်ကိုမောင်းကြည့်တယ်ဟိုဥပဒါကလည်းအိမ်မောင်ကမယိုးဘူးဆိုတာလေး မင်းကဘာတွေးခဲ့လို့အဲသူ့အိမ်ထဲမှာလူရိုးကောင်းတွေတွေ့တယ်ဗျပြီးတော့ပြားဖျောင်းနိုင်နေရောအဲနောက်ပြီးတော့မိသေးခဲ့လို့လို့အတော့ရှိရှိလေးတွေတိုတိုလေးတွေကိုလည်းသပွဲပေါ်ကိုတင်ထားသေးတယ်ဗျအေးမင်းတွေးခဲ့တော့အောက်လန်းစင်းတွေဖြစ်နိုင်တယ်အလက်ကောင်ရဟောဒါဆိုဒီဒီလူကအောက်လန်းဆရာပေါ့အရှမ်းနေရတော့မော်ဆရာခေါ်มาပဲငါစိတ်ထင်တော့ဒီစင်းတွေပေါ်ပြီးတော့ရောင်းနေတာမြောက်လားအေးဘာဖြစ်ဖြစ်လေသတိတော်ထားရမယ်အလက်ကောင် ညနေကိုရောက်ပြီဗျဒီရောက်မှတော့ညနေစာအောင်9နာရီလောက်ဆိုရင်စားတယ်အခွန်းနာရီဆိုရင်တော့တရားလုံးအိတ်ကုန်ကြပြီမနေ့ဆိုရင်3နာရီလောက်ကလေးရောက်နိုးကြတယ်ဗျညစာစားနေရင်လည်းဥမောင်းလင်းနဲ့မျက်မှောင်တို့ကညှိနေကြတယ်ဗျစိတ်ကိုအေးအေးထားသမ်းမှမျက်မှောင်ရလက်ဖက်ကောင်းစားခြင်းပလောင်တောင်တက်နှေးရတယ်တဲ့ကွာအာအခုကလက်ဖက်ကူးဖို့လာတာမှမဟုတ်ပဲဆရာကြီးဟာကျုပ်တို့လာတာဥမောင်းလင်းကမျက်မှောင်ကိုမျက်ရည်ပြလိုက်တော့မှမျက်မှောင်ကလည်းပါးစပ်ပိတ်သွားတယ်ရဲသားမောင်ဦးကလည်း ။ဟိုဒီညလေဒီမှာအိပ်ရမယ်ထင်ပါတယ်ဗျာ။အဲ့မောင်ဆိုတဲ့လူကလာမှမလာပဲ။ဟိုနှစ်ရက်လောက်နောက်ကျလို့လေဘာမှမဖြစ်ပါဘူးကွာ။ပြောတော့ဆိုတော့မှပဲအဲ့မောင်တနက်ထမ်းပြီးတော့အိမ်မော်ကိုတက်လာခဲ့ပါရောဗျာ။ဟောပြောရင်းဆိုရင်လည်းအဲ့မောင်လာပြီးဟောဒီကောင်တော့အသက်ရှည်ဦးမယ်ကွာ။အဲ့မောင်ကလည်းထမင်းစားနေတဲ့ကျုပ်တို့ကိုကြည့်ပြီးတော့ဟိုခမရတို့အစင်စင်းဖြစ်ပြီလား။အစင်စင်းဖြစ်ရင်သွားအောင်ဗျာ။ဥမောင်လေးကလည်းအံ့ဩသွားတယ်။ဟိုဖြစ်ပါမလားမောင်ရဲ့မိုးတော်ချုပ်နေပြီနော်။ ။ဟိုမိုးချုံမှာသွားလို့လာလို့ကောင်းတာဗျ။နေခင်းမဲ့ဆိုနေဘူးတယ်။သွားရတာပင်မဲနေဗျ။ဟိုညာမိုးချုံသွားတော့ကျုပ်တို့လမ်းပြောင်နေဦးမယ်နော်။ဟိုကျုပ်တို့ရောလုံးပါနေတာပဲဗျာ။ခမားတို့ဘာမှဆုံးရင်မနေပါနဲ့။ဒီတော့ဒီတော့ဆိုတာကျုပ်ချေရချင်းထောက်အောင်သွားခဲ့တဲ့နေရာတွေပါဗျ။ခမားတို့ဘာမှမဖြစ်ပါဘူး။ဦးမောင်လေးကလည်းတကြီးကိုကြည့်လိုက်တယ်။တကြီးကလည်းခေါင်းချိတ်ပြလိုက်ပြီးတော့"သူပြောတာလည်းဟုတ်တယ်ကွာ။အဲ့မော်ဆယ်နှစ်သားလောက်ကလေးကတော်လေလား"အခုဆိုရင်တော့အသက်30လောက်တောင်ရှိရောပေါ့ ကဲကျုပ်စကားကိုနားထောင်ပါဗျာကျုပ်ကအဆင်ပြေတယ်ဆိုရင်ခမရတို့အဆင်ပြေမှာပါအေးလေဒါဆိုရင်လဲစတော့ပြင်သွားကြတာပေါ့ညာမင်းကြီးပဲတောထဲကိုထွက်ခဲ့ကြတယ်ဦးမော်လေးလို့စီမှာခေါင်းမှာဆက်လို့ရတဲ့ဓာမီလေးတွေပါလာလို့တော်သေးတာပေါ့ဗျာအဲ့မော်လေးဓာမီမပါလာတော့မှတောထဲမှာကောင်းကောင်းသွားလာနိုင်တယ်ကျုပ်တို့ဘိုးကို तू ကဥဆောင်ပြီးတော့အရှိရသွားနေတယ်ဟိုအဲ့မော်အဲ့ဒီလန်ကူကြီးကိုရောက်ဖို့တော်တော်လိုသေးလား။ဟောသိမလို့ပါဘူးဗျာ။ညံစကောင်လို့ဆိုရောက်ပါပြီ ဟမ်ဟိုတကြီးပြောတော့နေ့လောက်သွားရတယ်ဆိုတော့အခုမင်းပြောတော့နေ့တစ်ပိုင်းလောက်ပဲဆိုတော့ဟုတ်မှာဟုတ်ရဲ့အဲ့မှာလည်းဥမောင်းလင်ကိုလှည့်ကြည့်ပြီးတော့ဟိုခမရအကြောက်ကမယုံဘူးလားအမယုံဘူးဆိုရင်လည်းခမရတို့ပြန်တော့လေဗျဥမောင်းလင်ကလည်းလက်ကပြလိုက်ပြီးတော့ဩမဟုတ်ပါဘူးမဟုတ်ပါဘူးမောင်ရယုံပါနေကွယ်ယုံပါနေအေးတာမဲလူတွေကတော့အချားလဲကသွားကြတာဦးဟိုဒီတော့တရနေ့လောက်ကြတာပေါ့ကျောက်ကဖြက်လဲအတိုင်းသွားတာဆိုတော့ခဏလေးပဲကြားတယ်ဟုတ်ပလားဟုတ်ပါပြီမောင်ရဲကဲပါ ဆက်သွားကြတာပေါ့ကျုပ်ကလည်းအကိုကြီးရဲ့အနားကိုကပ်လိုက်ပြီးတော့အကိုကြီးအဲ့မောင်ဆိုတဲ့လူကဓာမီမပါဘဲနဲ့တော့မှဒေါ်ထဲမှာသွားနိုင်နေတော့အလားသာနေတယ်ဆိုပေမဲ့တိတ်မြင်ရတာမှမဟုတ်တာမင်းကလည်းအဲ့ဒါမုတ်ဆိုးမျက်လုံးလို့ခေါ်တယ်ကွာဟာဟိုမုတ်ဆိုးမျက်လုံးဆိုတာဘာလဲဟင်အကိုကြီးမုတ်စိုးတော်ပြောကငါ့ကိုတခါပြောဘူးတယ်ကွာအဲမုတ်စိုးတေးဆိုတာရမောင်တဲ့ကိုမိမလို့ပဲနဲ့ကြည့်တဲ့မျက်နှာအောင်လေးကျင်ထားကြတယ်ဆိုပဲကွာအဲသူရဲ့မျက်လုံးကတာမန်လူတွေရဲ့မျက်လုံးနဲ့ဆိုင်ရင် အမောင်ထဲမှာကျင်သားရနေပြီသားဆိုတော့ပုံမြင်နိုင်နေဆိုပဲကွာဟိုဘာလို့များလေးကျင်ထားတယ်လဲမသိပါဘူးနော်အော်မင်းကတော့ကွာတားကောင်ဆိုတာညဘက်ကိုအထွက်များတယ်မဟုတ်လားညထွက်တဲ့တားကောင်ကိုဓမီတကားကားနဲ့လိုက်ရင်တားကောင်ကလန့်ပြီးထွက်ပြေးမှာပေါ့ကွာဒါကတော့ပဲပြောနေချောက်ခိုင်းရင်နဲ့ညကတဖြည်းဖြည်းနဲ့မှောင်းလာတယ်အဲ့မောင်ပြောတာဟုတ်တယ်ဗျညဘက်သွားတာအပူတက်တာတယ်ဆိုတော့နေဘက်သွားတာတော့သိပ်မပင်မဲ့တယ်လို့ပဲအော်ဒီလိုနဲ့ထွက်ခဲ့ကြရင်နဲ့ညတကောင်ကိုရောက်တဲ့အချိန်မှာ ျုပ်တို့တွေကသစ်ပင်ကြီးတပင်အောက်ကိုရောက်လာခဲ့ကြောင်းသစ်ပင်ကြီးကတော်တော်ကြီးကြီးပဲဗျလူကြီးနှစ်ပတ်သာလောက်ကိုရှိတယ်ညောင်မင်းကြီးတို့အကိုင်းခိုင်မြန်းမြန်းနဲ့အပင်ကြီးတပင်ပဲဗျဦးမောင်လင်တို့ကလည်းမောပန်းပန်းနဲ့သစ်ပင်မြစ်တွေပေါ်ကိုတက်ထိုင်လိုက်ကြတယ်ဒီမှာခဏနားကြမယ်ကျုပ်တို့တပွဲလုံးကလည်းအဲ့ဒီမှာနားနေကြတာပေါ့ဗျဒီချိန်မှာကျုပ်ဘက်ကရစ်ပြီးတော့နားလာတယ်ဒါနဲ့ပဲအသာလေးထထွက်လိုက်တယ်ဥပဒါလည်းသူကောင်းမောင်ကြီးနဲ့မျက်နှာကိုတုံနေပြီးတော့လဲကောင်ကြီးဘယ်လဲကွာဟုတ် ဟိုလေဟိုအိမ်သာသွားခြင်းလို့ဥပက်လာအေးလွတ်လွတ်ကင်းကင်းနေရာမှာသွားတော့လဲကောင်တိပင်ချင်းနေကြီးတယ်တဲ့ကွာဥပက်သာပြောမှကြောက်တော့လန့်သွားတယ်တိပင်မင်းသားတောင်းတောင်းလေးတန်းဆင်းလိုက်လိုက်ရင်းနဲ့တော်တော်လှန်လှန်ကိုရောက်တော့မှကြောက်ကကိစ္စရှင်းလိုက်ရလဲပြောက်စရာတော့မရှိပါဘူးဗျာဘာဖြစ်လို့လဲဆိုတော့ခုနကတိပင်ကြီးကိုအောက်ကနေကြည့်ရင်လှဲ့မြင်နေရတာကို10မိနစ်လောက်ကြာတော့တိပင်ကြီးနောက်ကိုပြန်လာတဲ့အခါမှာဥမောင်လင်းတို့ဥပက္ခတို့ကတယောက်မှမရှိတော့ဘူးဗျအဲ့မောင်တယောက်ပဲတနေထမ်းပြီးတော့ထိုင်းနေတယ် ဟာဟိုဟိုလူတွေဘယ်ရောက်တော့ကြတာလဲဗျ။တော်ကုန်ပြီကွာမင်းနဲ့ငါပဲကြံ့တယ်။အထာနဲ့ချင်းကြီးရောဗျ။သူတို့ယူသွားကြပြီ။အဲ့မော်လည်းပြပစုံနဲ့ထထသွားတယ်။ဆယ်မိနစ်လောက်ပဲကြာတော့ဒီလူတွေကဘာဖြစ်လို့မဆောင်နိုင်ကြတာပါလဲလို့တွေးနေတဲ့အဲ့မော်ရဲ့အနောက်ကိုလိုက်ခဲ့တယ်။အဲ့မော်ကလည်းသွားရင်းနဲ့တနေရောင်ရောက်တော့လူကြီးတဲဆာတော့ကောင်းကောင်းဝင်လို့ရတဲ့လှန်ကောင်းတစ်ခုအရှိမရက်လိုက်တယ်။လှန်ကူကလည်းကြောက်လှန်ကူတော့မဟုတ်ဘူးဗျ။အမကြီးကိုပဲတူးထားတဲ့တွင်းမျိုးပဲ။ ဟိုဒီထဲကိုဝင်ရမှာလားဗျဟုတ်တယ်ကွာဒါဖြဲလဲမယ်လန်ကောင်းထဲမှာတော့တော်တော်မောင်းနေတယ်အဲ့မောင်လည်းကြောက်ရှည်ရနေဥဆောင်ပြီးတော့သွားတယ်လန်ကောင်းအောင်ရှည်မှာတော့တင်းမြစ်တွေတင်းငုတ်တွေနေဆိုတော့ကြောက်ဖြင့်လဲကြမှာဆိုလို့လန်ကောင်းတစ်ပေးကနိုင်ရန်တွေကိုလဲလဲထောက်ပြီးတော့သွားနေရငါးမိနစ်လောက်သွားပြီးတော့လန်ကောင်းကအပိတ်ကြီးဖြစ်သွားတယ်အဲ့မောင်ခမားပြောတော့ဖြဲလဲဆိုဗျဟိုကြောက်တို့လမ်းမလာတာအဲ့မောင်လည်းကြောက်ဘက်ကိုလှည့်လိုက်ပြီးတော့သူ့လက်ထက်ကသနက်တင်နဲ့ကြောက်မျက်နှာကိုစောင့်ထိုးလိုက်တယ် ။တနတ်တင်ကလည်းကျုပ်ရဲ့နှာခေါင်းရင်းနဲ့မျက်လုံးနှလုံးကြောင်းထိပြီးတော့ကျုပ်ဖြင့်ခေါင်းနှင်မူးဝေသွားတယ်။ခြေထောက်တော်ကောင်းကောင်းမထောက်နိုင်တော့ဘဲနဲ့မြေပြင်ပေါ်ကိုလေးဘက်ထောက်ပြီးတော့လဲကြသွားတယ်။ဟိုအိုက်မောင်ခမောက်ဘာလို့ထားလဲဗျ။အိုက်မောင်ကလည်းကျုပ်မျက်နှာကိုဖြတ်ကန်ထည့်လိုက်တာကျုပ်ဖြင့်လောကကြီးနဲ့အဆက်အသွယ်ပြတ်သွားပါလိမ့်ရောဗျ။ကျုပ်သတိပြန်ရလာတော့နှာခေါင်းကိုနားနေတာပါပဲဗျ။အခုတခုလုံးလဲမှောင်မဲနေတာအကြောင်းပေါ်လို့ဘယ်ရောက်လို့ဘယ်ပေါက်နေမှန်းကိုမသိရဘူး။ကျုပ်ခြေတော်တူကိုအာယူပြီးတော့ကုန်းထားမဲ့လှုပ်လိုက်တော့ ခြေထောက်နှစ်ဘက်ကိုနှွေကြိုးတွေနဲ့ပူးချီထားတာကိုသိလဲရတယ်။လက်ထောက်ဖို့လိုလိုက်တော့လေလက်နှစ်ဖက်ကိုပါပူးချီပြီးတော့ထားပါလေရောဗျာ။အိုင်မောင်ခမယောခမယောလူယုံမကျုံကြီးတော်လိုက်မိတယ်။ဘလို့ယုံယုံယုံလို့များတော့တာနဲ့ကျုပ်စိတ်အားငယ်လာတယ်။လူမလီသူမလီတဲ့ဂူကြီးတခုထဲမှာခြေလေးလက်တွေကိုအချုပ်ခံထားလို့မလုံနိုင်မကန်နိုင်ဖြစ်နေတဲ့အဖြစ်ကဘလို့အားငယ်ဖို့ကောင်းတယ်ဆိုတာခမယောတို့တွေးမိမှာတော့မဟုတ်ဘူးဗျ။အဖေအမေ အမေသားလူမောင်းမလို့အခုတော့သေရတော့မယ်ဗျဘလူးမလည်းအားမမရှိဘူးဆိုတော့ခလေးတယောက်လိုအော်ခစ်ပြီးတော့ငိုနေမိတယ်ဗျတိတ်လည်းငိုမနေပါနဲ့ကို့လူရအဇံလည်းဂူတဘချမ်းအမောင်တွေကနေထွက်လာခင်ခမရကဘလူးလဲဗျကျုံနေမယ်အိုက်မောင်ဟမ်အိုက်မောင်အယုဒ္ဓမာကောင်ခမရကိုကျုံသတ်မယ်ဟေးလူခမရကျုပ်ကိုမစော်ကားနဲ့တော့လူယုံမှာဖို့လို့လူယုံမှာလို့ခေါ်တာခမရကနားနေလာလားဗျ ကျုပ်ဘလူးအောင်မမယုံပါဘူးဟိုဒါဖြင့်ဘာဖြစ်လို့ကျုပ်ကိုဒီဦးတဲကိုခေါ်လာခဲ့တာလဲဗျခမ ्याओ ကိုကျုပ်မခေါ်ပါဘူးဗျခမ ्याओ မြောက်ခင်တည်းကကျုပ်ကဒီနေရာကိုရောက်နေခဲ့တာအခုဆိုတရက်နဲ့နှစ်ညရှိပြီဗျဟမ်ခမ ्याओ ခမ ्याओ ဘာတွေပြောနေတာလဲခမ ्याओ ကျုပ်တို့ဖွဲ့ကိုလမ်းပြပေးမယ်ဆိုပြီးတော့တော်တဲကိုခေါ်လာတာလေဘာတွေလဲဗျခမ ्याओ ပြောတာဒီကျုပ်ဘာမှမဟုတ်နားမလည်ဘူးဗျကျုပ်ကခမ ्याओ တို့နဲ့ဘယ်လိုတွေ့တာ ကျုပ်တို့ရှမ်းမြောက်ကိုရောက်တော့ခမောင်းကတောလေသွားနေတယ်ဆိုလို့ခမောင်းကိုစောင့်နေတာလေအမနေ့ကနေ့လေကခမောင်းတောထဲကနေပြန်လာတယ်အဲ့တော့ကျုပ်တို့လမ်းပြဖို့အကူအညီတောင်းတော့ခမောင်းပဲကျုပ်တို့ဥဆောင်ပြီးတော့ဒီကိုခေါ်လာတာမဟုတ်လားခမောင်းပြောနေတာလေကျုပ်တို့ကမှမသိဘူးဗျခမောင်းတို့နဲ့ကျုပ်နဲ့အကြာမှာနားလည်မှုတခုတော့လွဲနေပြီဗျဒီမှာဟဲ့လူကျုပ်ဟိုတနေ့ကရွာထွက်လာတာမှန်လေဗျတော်ထဲမှာကမောင်းတွေကိုလိုက်ချရင်လည်းမင်းကလေးတယောက်ကိုတွေးလို့အဲ့ဒီမင်းကလေးရဲ့အနောက်ကိုလိုက်သွားတာနေအခုလို့အဖမ်းခံရတာ ခမရအဲ့မှာအစ်စ်ဟုတ်ပါတယ်နော်အစ်စ်ပါဗျာကျောက်ခမရကိုမလိမ့်ပါဘူးဟိုခမရကလည်းအဲ့မှာကျောက်တို့ကိုခေါ်လာတဲ့လူကလည်းအဲ့မှာဆိုတော့ရှမ်းရွာမှာအဲ့မှာနှစ်ယောက်ရှိလားအနှစ်ယောက်တော့မရှိဘူးဗျာဒါပေမဲ့ကျောက်တက်ပြောရတာတခုရှိတယ်ခမရတို့တွေ့ခဲ့တဲ့အဲ့မှာကျုံမဟုတ်တာတော့သေးကြတယ်ဥပန်းသာကျောက်ကိုအဲ့မှာထူးဆန်းတယ်လို့တော့ပြောဘူးတယ်ဗျာအမဟုတ်ပါလေဟိုကျောက်တို့နဲ့တွေ့ခဲ့တဲ့အဲ့မှာမိစ္ဆာတွေကမြလူအောင်ဖန်ဆင်းပြီးတော့လာတာများလားဗျာ ေဖြစ်နိုင်တယ်ဗျဟိုကျုပ်တို့ဒီထင်းကနေလွတ်အောင်ကြိုးစားကြမယ်ခြေရောလက်ရောလုံးများတော့ဘူးဆိုတော့အကူညီရဖို့ကဗဇက်ပဲကြံတော့တယ်အဲ့ဒါကြောင့်အတန်ကိုဟစ်ပြီးတော့ online မိတယ်ရှောင်းအောင်နေနဲ့ဥပဒါကိုအော်ခေါ်ဖို့သတိရသွားတယ်အဲ့ဒါနဲ့ဥပဒါကဲပါဆိုပြီးတော့အော်နေမိတယ်ခမောင်းအောင်လည်းမထူးဘူးဗျကျုပ်တို့ကမြေအောက်ကိုရောက်နေတာဆိုတော့အတန်အမြေပေါ်ကိုထွက်ပါအထူးပါတယ်ဗျခမောင်းလည်းကြော့တဲ့အတိုင်းဥပဒါကဲပါဆိုပြီးတော့အော်စမ်းဗျ နေပါဦးဗျာအဲ့ဒီဥပဒါဆိုတာဘလူလဲနဲ့လားဒီကျုပ်တို့အခုချိန်မှာနဲ့လဲမကဲနိုင်ဘူးတရားလဲမကဲနိုင်ဘူးဗျဥပဒါတယောက်ပဲကဲနိုင်မှာကဲအော်မာသာအော်သဲမြာနောက်တော့ရှင်းပြမယ်ဒီလူနဲ့ကျုံနဲ့ကလည်းတယောက်နဲ့တယောက်တိုင်ပင်ပြီးတော့ဥပဒါကဲပါဆိုတဲ့စကားကိုအတန်ကုန်ဟစ်ပြီးတော့အော်လဲကြတယ်နိုင်ဝါလောက်အော်ပြီးတော့လူကလည်းအာကောင်းနေချောင်းနေပြီဆက်ပြီးတော့လည်းမော်နိုင်တော့ခမရပြောတဲ့ဥပဒါကလည်းမစုံပါဘူးဗျ။အရင်ကဆိုရင်ဥပဒါကသူ့ကိုခေါ်ရင်လာတယ်ဗျ။ ပြောနေတော့မရှိသေးတယ်မီလုံကြီးတလုံးကလှန်ကူတဲ့ကိုတဖြည်းဖြည်းနဲ့ဝင်းလာတယ်အနာရောက်တော့မှဥပဒါကြီးဖြစ်နေတယ်ဗျဥပဒါလည်းသူ့လက်ညှိုးရဲ့ပေါ်မှာမီလုံကြီးတလုံးကိုဖန်သင်းထားတာဗျသူလာတော့မှလှန်ကူကြီးထဲမှာလင်းချင်သွားတယ်လှန်ကူတကူလုံးမှလည်းလူရိုးစုတွေနဲ့ပြည့်နှံ့နေတယ်ဗျအဲ့မောင်ဆိုတဲ့လူကိုလည်းတွေးလဲရတယ်အဲ့မောင်ကကိုလုံးကြီးချူကြီးဖြစ်နေတယ်ဗျဥပဒါလုတ်လုတ်ပေါ့ဗျာဥပဒါလည်းအနာကိုကတ်လာတယ်အလက်ကောင်မင်းဘာဖြစ်တာလဲ ဥပဒါလည်းကျုပ်လည်းမှခြည်ထားတဲ့နယ်ကြိုးတွေကိုဖြေးပေးတယ်။ဟိုအဲ့မောင်ကကျုပ်ကိုဒီထဲကိုခေါ်လာခဲ့တာပဲဥပဒါရ။ဟင်အဲ့မောင်ကခုနကဒီရှိနေပါသေးတယ်။မင်းအိမ်သာသွားပြီးတော့ပြန်မလာတာနဲ့မင်းကငါတို့ကလက်ရှာနေကြတာခြားပြီးကော။ကျုပ်လက်တွေပြေးသွားတော့မှဥပဒါဟိုလူကိုကြည့်လိုက်စမ်းပါဗျာ။ဥပဒါလည်းကိုလုံးကြီးနဲ့အဲ့မောင်ကိုကြည့်တယ်။ဟာဒီမှာလဲအဲ့မောင်ပါလားကော။ဟိုသူပြောတာကသူကအဲ့မောင်အစေးရတယ်ဗျာ။ ဟိုအိမ်မှာသူ့ပုံစံကိုဖန်သေးထားတဲ့မိစ္ဆာကောင်ဆိုပဲဗျဥပသားလည်းအိမ်မှာကိုကြိုးရီသွားဖြေးပြီးတော့မင်းပြောတာတကယ်ပဲလားဟုတ်ပါတယ်အဖရကျုပ်မကြောင်ဝင်ပါဘူးဗျဟိုကျုပ်တော့လည်းရင်းနဲ့မိကလေးတောင်းနဲ့တွေးလို့လိုက်လာခဲ့မိတာပါငါထင်တော့ထင်သားပဲကွာအိမ်မှာကိုတွေ့တော့ငါစိတ်ထဲမှာတမျိုးကြီးဖြစ်နေပါတယ်လို့အိမ်မှာကိုကြိုးရီဖြေးပြီးတော့ကျုပ်တို့လှည့်ထွက်မှာဟိုအိမ်မှာကလည်းဂူတဲကိုရောက်လာ အဲ့ဒီကမှာကိုလိုနီနဲ့အိုင်မော်စစ်ကပဇက်ကြီးပွင့်သွားအောင်အံ့ဩသွားတယ်ဗျာဟေးအတူကောင်မိဘလာလို့တာလေဥပဒါလည်းတေချာကဲခတ်လိုက်ပြီးတော့ဩလက်ဆတ်တော့မင်းကသူရောင်ကြီးပဲကိုဥပဒါပြောလိုက်တော့အိုင်မော်ရဲတယ်ငါเจ้าနေတည်သွားပြီဆိုတော့မင်းတို့တွေကိုတတ်ပြရတော့မှာပေါ့ကွာသူရောင်ကြီးကလည်းကျုပ်တို့ကိုဆက်လက်နဲ့တွေနဲ့လှမ်းပြထဲတယ် ဥပဒါရှိနေလို့သာဆက်လက်နဲ့တွေကိုမထီတာဗျဥပဒါလည်းဆက်လက်နဲ့တွေကိုပုတ်ချလိုက်ပြီးတော့ဟေ့သူရောင်မင်းအသားမနာခြင်းဒီနေရာနေထွက်သွားလိုက်တော့ဒါငါနယ်မြေကွာဒါငါပိုင်းနဲ့ငါဘယ်ဟိုမှထွက်သွားတယ်မလို့ဘူးဟေ့သူရောင်ကြီးကလည်းသူ့လက်ငါးချောင်းကိုဖျက်လိုက်တဲ့အခါမှာတော့လက်ချောင်းတွေကຫນွေကျုပ်လိုလိုတင်းမြစ်လိုလိုပုံစံနေဖြစ်သွားတယ်ဗျအဲ့ဒါတွေနဲ့ကျုပ်တို့ကိုလှည့်ပြီးတော့ပြစ်ထည့်လိုက်တာဗျຫນွေကျုပ်တွေကလည်းတဝီဝီနဲ့ပြန်လာတယ်ဥပဒါလည်းຫນွေကျုပ်တွေကိုဖမ်းလိုက်တော့ဥပဒါလက်ကိုရစ်ပတ်ကုန် ။အော်မေးရမယ်ငါ့ကိုဖမ်းရင်သေးတယ်ပေါ့။ဥပဒါတောက်ချက်ခေါက်လိုက်တဲ့အခါမှာသူ့လက်မှာပတ်နေတဲ့ຫນွေကြိုးတွေကလည်းအချင်းချင်းလုံးထွေးရေးပက်ပြီးတော့ချင်းလုံးကြီးတလုံးလုံးဖြစ်သွားတယ်။သူရောင်ကြီးကလည်းပြန်မပြေတတ်တော့လို့သူ့လက်ချောင်းတွေကိုခံရလိုက်တဲ့အခါမှာချင်းလုံးကြီးကလည်းမြေပေါ်ကိုပြုတ်ကျသွားတယ်။သူရောင်ကြီးကလည်းဒီတစ်ခါတော့မြေပေါ်ကိုဖနှောင်းနဲ့ပေါက်ချလိုက်ပါဦးဗျာ။အဲဒီကမှာဥပဒါလည်းကျုံတဲ့အိမ်မောင်အနောက်ကိုတွန်းထုတ်လိုက်တယ်။အမတ်တမဲဆိုတော့ကျုံတို့ညောသူတို့ကလည်းအနောက်ကိုရိုင်သွားပြီးတော့ခြေသုံးလဲလောက်ဆုပ်လိုက်ကြတယ် ကျွတို့ရင်ရက်နေတဲ့မြေကြီးအောက်ကနေတစ်ချုံကြီးတွေကဝုန်းငနဲ့ထွက်လာကြတယ်ဗျဥပဒါသာအတော်မမြင်ရင်တော့ကျွတို့နှစ်ယောက်စလုံးဒီတစ်ချုံတွေကတစိုးထိုးတာသလိုထိုးပေါက်သွားမှာပဲဗျလူရောင်ကြီးကလည်းခြေတော့ကိုထက်ဆောင်ထည့်လိုက်တော့အဲ့ဒီတစ်ချုံတွေကဥပဒါဘေးပပလေကနေထွက်လာပြီးတော့ဥပဒါကိုဝင်းရံသွားတယ်ဥပဒါကိုထောင်ချဖမ်းလိုက်တာနဲ့တော့တူတယ်ဗျဥပဒါလည်းတစ်ချုံတွေကိုလက်နဲ့ကန်လိုက်တဲ့အခါမှာတော့အဲ့ဒီတစ်ချုံကချက်ချင်းပဲရှည်ထွက်လာပြီးတော့သူရောင်ကြီးစီကိုပြန်ဝင်သွားတယ် ။သူယောင်ကြီးရဲ့မျက်နှာကိုတိတ်ချုံအောင်ဖောက်ဝင်သွားတဲ့အခါမှာသူယောင်ကြီးကအော်လိုက်တာပြောမနေပါနဲ့ဗျ။သူကောင်းကလည်းနှစ်ချမ်းကွဲထွက်သွားတယ်။ထူးဆန်းတာတော့သွေးတစ်စက်မှမထွက်ဘူးဗျ။သူယောင်ကြီးကအော်ဟစ်ပြီးတော့မြေကြီးထဲကိုဝုန်းကနေဝင်သွားတယ်။သူဝိထားတဲ့ဝေစားတွေကလည်းမြေပေါ်မှာအပုံလိုက်သားကျန်းနေခဲ့တယ်။ဟိုသွားပြီလားဥပဒ်တိုင်း။ဒီကောင်ထိနာပြီးတော့ပြေးပါပြီကွ။အိမ်မော်လေးအဝေးပုံစီကိုပြေးသွားပြီးတော့ဝေစားတွေကိုပြန်ကောက်ဝင်နေတယ်။ဟိုသူယောင်ကြီးဆိုတာဘာလဲဥပဒ် ကမုန်းသူရောင်းဆိုတာလူရောင်ဖန်ဆင်းလို့ရတယ်ကွအခုသူ့ပုံစံကိုကြည့်ရတာနှိမ့်ချုံနေပြီကွနှိမ့်ရနဲ့ချီပြီးတော့ကြာနေတော့ပြီအဲဒါနဲ့အကြောင်းတစ်ခုအကြောင်းမှောင်ဝင်သွားတဲ့ပုံစံမျိုးပဲကမုန်းသူရောင်းကနေသူရောင်ကြီးအဖြစ်အဆင့်တက်သွားတယ်ဆိုပါတော့ဟိဟိုသူကဘာဖြစ်လို့လူတွေကိုဖမ်းတာလဲဗျအဲကမုန်းသူရောင်ကအပုပ်ဆက်ကြိုက်တယ်ကွလူပဲဖြစ်ဖြစ်တောင်းကောင်တွေပဲဖြစ်ဖြစ်တေသွားပြီးပုပ်ပွားသွားမှထွက်လာတဲ့အီကိုစားတော့ကြအဲသူကလူတွေကိုဖမ်းပြီးတော့အဆာငတ်ပြီးတော့တေအောင်ပြစ်ထားလိုက်မယ်ကွာ လူသေးပြီးပုတ်တော့မှစားမယ်ဆိုတဲ့အကြံနဲ့ပေါ့အဲ့မှာလည်းဥပဒေရဲ့အချိန်မှာဒူးတော့ထန်ချလိုက်ပြီးတော့ကျုပ်ကျုပ်မအမေပေးတဲ့အသက်မရှိတော့ပါဘူးဗျာအဖိုင်ပေးတဲ့အသက်ပဲရှိပါတော့တယ်ဟိုမလိုပါဘူးကွာရပါတယ်ကဲထထဟိုဒါဆိုခမရဘာဆက်လုံးပါလဲအဲ့မှာအဲ့မှာလည်းကြောင်တောင် ဖြစ်နေတယ်ဟိုဘာလို့ရမှာလဲကွာဒီเจ้าတွေကိုမင်းတို့ဘယ်သူ့အောင်မှပြန်ပြောပြလို့မဖြစ်ဘူးနော်ပြောရင်လည်းယုံမှာမဟုတ်ဘူး ပြီးတော့အဲ့မောင်ကငါတို့ကိုလမ်းပြပါမယ်ဆိုပြီးတော့ခေါ်လာတာပဲအဲသူလမ်းဆက်ပြမှာရမှာပေါ့အပြပါမယ်ဗျာလမ်းပြပါမယ်ဟိုဒါနဲ့အဘိုင်းတို့ကဘယ်လိုသွားကြင်တာလဲခင်ဗျအေးကျုပ်တို့သွားကြင်တာတော့မဟုတ်ပါဘူးဗျာအစိုးရဝန်ထမ်းဆိုတဲ့လူတွေကငကားကရင်းဆိုတဲ့ဂူကြီးစီကိုသွားကြင်ကြတဲ့ဗျအဲ့ဒီဂူတွေကကြောက်သားတွေတပ်ထုတွေကိုလေ့လာမယ်လို့ပြောတာပဲဟိုအဘိုင်းကကျုပ်တက်ကိုကယ်ခဲ့တာဆိုတော့အဘိုင်းတို့ကိုပြန်ကူညီပါမယ်အဲ့ဒီနေရာကိုလည်းကျုပ်ကောင်းကောင်းသိပါတယ်ဒါပြင်လည်းသွားကြတာပေါ့ ဥပောင်လင်းတို့ငါတို့စူးနေအောင်မယ်ကွာဥပဒါနဲ့ကျုပ်တို့ကလည်းဂူရီကနေထွက်လာခဲ့ကြတယ်ဥပဒါပြောတဲ့အတိုင်းပဲဗျာဥမောင်လင်းကကျုပ်ကိုပြောလိုက်တာဆိုလိုက်တာများရစရာဘူးမရှိဘူးအပြစ်မှမိုးတော်လင်းနေပြီဗျကျုပ်ပြောတာတညာလုံးနီးပါးရှိလာဟောပေါ့အဲ့မော်လည်းတူတူမီးတဲ့အရှိကြီးကိုကောက်ယူလိုက်ပြီးတော့အရှိကနေထွက်သွားတော့မှပဲဥမောင်လင်းတို့ကလည်းပါဇက်ပိတ်ပြီးတော့အနောက်ကနေလိုက်သွားခဲ့ကြတော့တယ်ဟိုမောင်ရင်ဦးလေးတို့အဲ့ဒီဂူကြီးစီကိုနီးလာပြီလားဟုတ်နီးလာပါပြီဗျာ ညနေလောက်ဆိုရင်တော့အဲ့ဒီကိုရောက်တော့မှာပါဦးမောင်လေးကလည်းတစ်ချက်ပြုံးလိုက်တယ်ဗျကျွန်တော်တို့ channel ကနေအခုတင်ဆက်ပေးသွားတာတော့ဆရာကားသောကိုယ်တိုင်ရေးသားထားတဲ့စုံတီဥပဒါနဲ့သူယောင်ကြီးအတွဲခွနစ်စာသင်ကိုပဲဖြစ်ပါရဲ့ခင်ဗျာနောက်မြောင်မှာလည်းဒီတက်စိတ်ဝင်စားစရာကောင်းတဲ့ဇာလန်ကောင်းများကိုတင်ဆက်ပေးသွားမှာမို့စောင့်မျှော်အားပေးနားဆင်ကြပါအောင်ခင်ဗျာနားဆင်အပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီကိုလည်းကျေးဇူးအထူးပဲတင်ရှိပါရယ်ခင်ဗျာပရိသတ်များအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပြီးတော့ဆန္ဒနဲ့